ရေဒီယိုအန်ယူဂျီသတင်းစင်များမင်္ဂလာပါခင်ဗျာခုချိန်ဟစပြီး2025ခုနှစ်အပိလ15ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစီရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စီရေးသတင်းကတော့58နှစ်မြောက်ကယောမျိုးသားနေသူပြည်တော်စစ်လွတ်တော်ကုစားပြုကော်မတီမှတွင်လာပေးပို့တဲ့သတင်းပဲဖြစ်ပါတယ်အီဘီလာ9ရံမှာ58နှစ်မြောက်ကယောမျိုးသားနေသူပြည်တော်စစ်တော်ကုစားပြုကော်မတီမှတွင်လာပေးပို့ခဲ့ပါတယ် ဒီကနေ့ကြောက်ရောက်တဲ့58နှစ်မြောက်ကယောအမျိုးသားနေ့နေတူးနေ့မြက်ကိုမိမိတို့ပြည်တော်စုလွတ်တော်ဂူစားပြုကော်မတီအနေနဲ့ကယောတိုင်းရင်းသားများနဲ့အတူကြိုင်လဲစွာဂုဏ်ပြုကြိုဆိုအပ်တယ်လို့ဖော်ပြပါဗျ။ကယောတိုင်းရင်းသားညီကိုမောင်တော်မများအားလုံးဘေးကင်းပျော်ရွှင်သောအမျိုးသားနေ့ကိုဆင်နွှဲနိုင်ပါစေကြောင်းစုမုံကောင်းတောင်းအပ်တယ်လို့ဆိုပါတယ်။ကယောတိုင်းရင်းသားများရဲ့ခိုင်မာတဲ့စိတ်ဓာတ်ပြတ်သားတဲ့ရည်မှန်းချက်တို့နဲ့ဆရာနာရှင်စနစ်အဆုံးသတ်ရေးအတွက်မဆုတ်မနစ်တိုက်ပွဲဝင်နေကြပုံဟာအတူယူလေးစားပွဲကောင်းလာပြီ။ ခေတ်ဆက်ဆက်ဒီမိုကရေစီခီးလမ်းမှာစစ်အာဏာရှင်တွေကိုတွန်းလှန်ရင်းအသက်သွေးချွေးတွေပေးဆက်ခဲ့ကြရတဲ့ကယောတိုင်းသာခေါင်းဆောင်ကြီးများနဲ့တကွာအာဇာနည်သူရဲကောင်းရဲဘော်အပေါင်းတို့အားဤသွန်လွာမှတဆင့်ဥညွတ်လေးပြုတ်အပ်တယ်လို့ဖော်ပြပါဗျာ။ ပြည်တော်စုလွတ်တော်အကိုစားပြုကော်မတီအနေနဲ့တိုင်းဒေသလူမျိုးပေါင်းစုံတို့ရဲ့မတူကွဲပြားမှုကိုအသာချဲ့ဖြစ်ပြောင်းလဲပြီးလွတ်လပ်မှုတရားမျှတမှုနဲ့ဒဏ်လူညီမျှမှုတို့ကိုအပြည့်အဝပေးနိုင်မဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးဘုံရည်မှန်းချက်ပန်းနိုင်ကိုအားလုံးနဲ့အတူဆက်လက်ကြိုးပမ်းအကောင့်ထည့်ပေါ်ဆောင်ရွက်တော်မှာဖြစ်ကြောင်းကြေညာပြုအပ်ပြီးကေအိုတိုင်းဒေသများရဲ့ဘိုးဘွားပြည်ပင်များထိမ့်သိမ်းဆောင်ရှောက်ခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ဒိုင်းသားစီလုံးညီညွတ်မှုနဲ့ငြိမ်းချမ်းပြီးစစ်မှတ်ကင်းစင်တဲ့ Federal Democracy ပြည်ထောင်စုကိုအတူတကွတည်ဆောက်နိုင်ကြပါစေကြောင်းဆန္ဒပြုလျက်ဤသွန်လွန်အားထုတ်ပြန်အပ်တယ်လို့ဖော်ပြပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးတိုင်းနယ်ပြည်နယ်ဆက်နှစ်ခုမှာစကားဆာရဲ့လေကြောင်းတိုက်ခတ်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးပြည်သူ63ဦးသေဆုံးခဲ့ရတာက83ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ တိုင်းနယ်ပြည်နယ်12ခုမှာစကားဆာရဲ့လေကြောင်းတိုက်ခတ်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးပြည်သူ63ဦးသေဆုံးခဲ့ရတာက83ဦးထိခဲ့ဒဏ်ရာရရှိခဲ့တယ်လို့ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က ပြောပါတယ်မြန်မာညီညွတ်ရေးအစိုးရပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစာပြောကြားခြင်း press briefing season မှာဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုခဲ့တာဖြစ်ပါတယ်။အကြမ်းမစစ်တပ်ဟာအီဘီလာ၂ရက်မှာအပြစ်ခတ်ရဲစဲကြောင်းကိုဟန်ပြကျင်းညာခဲ့ပြီးတော့အဲ့ဒီနောက်ပိုင်းမှာ ဂျက်ဖိုက်တာပါရာမော်တာနဲ့ဒရုန်းတွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခတ်မှုတွေကိုစဉ်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့ပါတယ်။အချက်လက်တွေအရအေပီလ3ရက်နေ့ကနေအေပီလ13ရက်နေ့တကြမ်းအကြိုနေ့ထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခတ်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးပြည်သူ63ဦးသေဆုံးခဲ့ရတာက83ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။အဆိုပါစကားဆရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်တေဆွမ်းရောက်သူတွေထဲမှာတန်ဃာတော်နဲ့မြို့သမီးများအပါအဝင်ကလင်းငယ်များလည်းပါဝင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ်အခုတခါဆလင်းစေတုဒရာလမ်းပိုင်းရှိအချမ်းဘက်စစ်ကောင်စီရဲ့ဆက်ရှင်မိုင်ဂုံးစကန်ကိုအောင်မြင်စွာသိမ့်ပိုက်ရရှိတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။ဆလင်းစေတုဒရာလမ်းပိုင်းရှိအချမ်းဘက်စစ်ကောင်စီရဲ့ဆက်ရှင်မိုင်ဂုံးစကန်ကိုအောင်မြင်စွာသိမ့်ပိုက်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။အီဗီလာတရက်ပခုတ်ကူခဲအမှတ်6တရင်ပါမြန်မျိုးနယ်တွင်တရင်များပူပေါင်းပါဝင်တဲ့စစ်ကြောင်းဟာဆလင်းစေတုဒရာလမ်းပိုင်းရှိအချမ်းဘက်စစ်ကောင်စီရဲ့ဆက်ရှင်မိုင်ဂုံးစကန်ကိုအောင်မြင်စွာသိမ့်ပိုက်ရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။စကန်လေးတိုက်ပွဲမှာစစ်တုံးမဲ၄ဦးကိုဖမ်းဆီးရမိခဲ့ပြီးလက်နက်ငယ်၅လက် ် MA1 နှစ်လက် MA3 နှစ်လက် M79 တစ်လက်နဲ့ခရဲချို့ကိုတင်စီရမိခဲ့ပါတယ်။အဲဒီစကန်လိတိုက်ပွဲကိုပခုတ်ကူခရဲအမှတ်1တရဲမှစစ်ကြောမှုဥဆောင်ပြီးပခုတ်ကူခရဲအမှတ်6 9 14 15 18တရဲများမြန်မာဘက်ကဖနဲ့မင်းမှုခရဲအမှတ်1တရဲတို့ကပူးပေါင်းပောင်ရင်တိုက်ခိုက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။ကုဒ်ကတဲ့ဆက်ပေးခြင်းနဲ့စီးရဲတဲ့ငါတော့ခလာရ258ကထွက်လာတဲ့စစ်ကြောင်းအားတော်လိုင်းတက်တွေကတိုက်ခတ်ရမှာစကားစပတ်မှ၄ဦးအပြင်းထန်ဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ရည်စုံမျိုးနဲ့ခလာရ258ကထွက်လာတဲ့အင်အား150ပါစစ်ကြောင်းအားတောင်လိုင်းတပ်တွေတိုက်ခတ်ရမှာစစဆပတ်မှ၄ဦးပြင်းထန်ထန်ရရရှိခဲ့ပါတယ်။အီဘီလာ7ရက်နေ့ရည်စုံမျိုးနဲ့ခလာရ258ကထွက်လာတဲ့အင်အား150ပါစစ်ကြောင်းအားပြည်သူ့ကာကွယ်တပ်ဖွဲ့ရည်စုံမျိုးနဲ့ပကဖနဲ့ပကုတ်ကူခိုင်တိုင်အမှတ်9တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ရည်စုံပကဖကအတည်ပြုဆိုထားပါတယ်။ တိုက်ခတ်မှုကြောင့်စကားဆဘက်က၄ဦးဟာအပြင်းထန်ဒဏ်ရာရခဲ့ပြီးစကားဆရဲ့လက်နက်များကောက်ယူဖို့တော်လိုင်းရဲဘော်တွေစူးစမ်းခဲ့ပေမဲ့လည်းအင်းအားများပြားလွန်းတဲ့အတွက်နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ဆိုပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းတောက်တာဂီကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ